လင်စဖြစ်တော့ကိုကပင်တရာမှာရောက်နေတာကိုလို့ရှင်ရိုက်နေတာအဲအကြမ်းမြင်ပြောရရင်တော့30ရင်းနေကိုရန်ကုန်ပြန်လာတယ်ရန်ကုန်ဝင်တဲ့အချိန်မှာမြန်မာလေးချောရတနာဖုံးဆက်တယ်ကိုကြီးအဲအဲ့လိုပေါ့ဟိုတကယ်မြေပြင်ကိုရောက်နေတဲ့သူတွေကိုတွေ့ကျင်တယ်အခုဒီရက်ကိုပဲပေါ့နော်အဲ့နဲ့အဲညီမလေးခဏလေးလို့အဲ့ဒါဆိုရင်တော့ဇင်ဘူတို့တူတောက်အောင်တို့တော့ကိုတွေ့တယ်အလိုက်ပေါ်မှာကိုထုံးမင်းတို့ပေါ့နော်အခုထုံးမင်းတွေတော့ကိုကတော့တိုက်ရိုက်ကြည့်မြင်နေဘူးဇင်ဘူကိုဆက်မယ်ဆိုတော့အဲ့လိုဆက်လိုက်တော့ဇင်ဘူကကီပီးနံပါတ်တွေပေးတယ်အဲ့တော့ အာအကုန်လုံးက limit ပြည့်နေတော့ညီမလေးကအဲ့ဒါနဲ့ကိုကြီးပဲလက်ခံထားပေးပါဆိုပြီးတော့အိုင်းနေရာကိုချက်ချင်းလွှဲရပေါ့သိန်း30အဲ့တော့ဟိုကိုကနောက်နေ့မှလွှဲမယ်ဆိုတာလည်းဟိုတရက်လောက်လဲစောင်းအောင်ပါနဲ့ဆိုတော့ကိုလည်းတာဝန်ရှိတယ်ဆိုပြီးကို post တင်လိုက်တာအဲ့ဒီကနေနောက်လျှောက်ကိုလူကြတော့တာပဲသိန်း400ကျော်လောက်တော့ဖြစ်သွားတယ်ကိုကိုလူခံတဲ့ငွေပေါ့အဲ့ကိုတို့ကတော့ဟိုလိုကြီးသွေးပြက်လောက်အောင်ထိတော့မဟုတ်ပါနဲ့ကျန်းတာတော့တော်တော်ကျန်းတာပေါ့နော် ။ဘာလို့ဆိုတော့ကိုကိုတွေကလည်းဟိုလိုမန္တလေးလိုနေရာမျိုးမှာရှိနေတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့ပေးပြတ်တဲ့အနေအထားမျိုးဖြစ်မယ်နဲ့ပြောပါရတယ်။ဘာလို့ဆိုတော့ကိုကိုဗီဒီယိုတွေထဲမှာကြည့်ရင်ဟောပါလေနော်။တကယ်ကြောက်စရာကြီးဒီကားတွေဆိုလည်းလူကြီးရဲ့ခါရမ်းပြီးတော့ဒီလမ်းမတွေရောဘာတွေရောဆိုတော့လေ။အကိုတို့တွေပင်တရမှာအနေထားတော့အဲ့လောက်ကြီးဟိုမန္တလေးတို့ဘာတို့တကယ် main ထိတဲ့နေရာတွေရောသခိုင်းတို့ဘာတို့လောက်တော့မဆိုးဘူးပေါ့။အရန်စိတ်ထိတ်ခိုက်ကြေကွဲရတယ်ကိုတို့တွေလေ တကယ်တော့အော်ကြည့်လိုက်ပြီးမြင်လိုက်ပြီးဆိုရင်အဲတိုက်ကြီးတွေပြုံနေတာတွေအကုန်လိုက်ကြီးတွေမြင်ရတာဟာဘလူးကြီးလဲပေါ့နော်တကယ်ကိုဟိုအရင်တော့ကဒါရုပ်ရှင်ကြီးထဲမှာပဲတွေ့ပြီးပါပြီဒါကြီးကတကယ်အပြင်မှာလက်တွေ့ကြီးဖြစ်နေတာဟောကုနိုင်ငံကြီးမှာဖြစ်နေတော့ဟိုတော်တော်ရင်ထဲမှာအခုထိဖြောက်လို့မရပါဘူးအဲတကယ်အရင်ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့မှာဆူဆူဝါးထိခိုက်တာတိတ်မတွေ့ရပါဘူး ဒါပေမဲ့မိတ်ဆွေတွေပါလားဆိုတော့မပါဘူးဆိုပေမဲ့လည်းဒီကျန်တဲ့သူပြည်သူတွေကလည်းကိုတို့အားပေးခဲ့တဲ့ကိုတို့ထမင်းရှင်တွေပဲလေအဲ့ဒါကြောင့်လည်းကိုကဟိုတရက်တအားနဲ့ပေါ့နော်ကိုနိုင်နဲ့အားလေးနဲ့ဝင်ပြီးတော့ခူလာပါတက်ဘေးပေါ့ဒီကတ်ဆိုးကြီးဘေးကနေပဲအမြန်ဆုံးလျှောက်ပါစေလို့ပဲဆုတောင်းပေးချင်ပါလေဟုတ်မင်္ဂလာပါဟုတ်အရန်စိတ်ချနေရတာပေါ့နော် ။ဒါဖြစ်ဖြစ်ကျွန်တော်စကားတကားရိုက်ပြီးဆိုရင်ကျွန်တော်တို့ဒါ producer ဘက်ကနေခံစားရတာပေါ့နော်။အာ director တေယုဆောင်ပါဝင်တဲ့သူတွေအားလုံးဒီဟိုထိုက်တဲ့နဲ့မျိုးပညာကြီးတွေရပြီးသွားကြပြီပေါ့နော်။ producer ဆိုတာကဒီလုံတင်ပြီးတော့မှအာဒီအချိုးမြက်ကိုဟောရမှာလားမရမှာလားလည်းမသိဘူး။အဲ့တော့အခုဒီလိုအခြေအနေမျိုးဖြစ်သွားတယ်တနင်္ဂနွေလုံးလဲစိတ်ထိခိုက်ရတယ်။ အဲတကယ်ကိုတကယ်ခုထိဆိုလဲဒါကိုဆိုပြန်ရောက်တာ၃ရက်ရှိပြီရင်ထဲမှာဒီအချောင်းနေအတွေးတွေထဲမှာဒီငလင်နဲ့ပတ်သက်တဲ့ဟာတွေကဖယ်လို့မရသေးဘူးပေါ့နော်ဒီလိုအချိန်မှာဒီ producer ကနေပြီးတော့အဲယုံတင်လို့ရတဲ့အချိုးအမြတ်တွေရဲကအကုန်လုံးမယ်ဆိုတဲ့ဥစ္စာတော့တကယ်ကိုတကယ်ချိန်နဲ့ဆရာပါဒါကြောင့်လဲအခုတို့တက်နိုင်တဲ့အားလေးနဲ့လာပြီးဝင်ရအဲအဲ့လိုမျိုးလေလူရတန်းနာနဲ့မြေပြင်မှာလိုအပ်တဲ့အချိန်တွေကတော့ကိုရုရဲ့ ရောက်ခဲ့တဲ့9နေရာ6နေရာလောက်နေရာပြောရခက်ပါလိမ့်ညီမလေးတကယ်တိတဲ့တက်တဲ့သူတွေပြောပါလိမ့်မယ်အဲမော်ကိုတို့တော်တော်ကြီးဘယ်နေရာရောက်ရောက်လဲစိတ်ဟိုဘယ်လိုခေါ်မလဲတော်တော်ကြီးစိတ်ထိခိုက်ရပါတယ်အဲဟိုဘာဖြစ်ဖြစ်ပေါ့ဟိုနောက်တစ်ခုဟိုဂျင်းနဲ့ဆရာဒီအစိုးရတွေကမှဂျင်းနဲ့ဆရာတခုကတော့ကိုတို့မြန်မာလူမျိုးတွေကတော့အလူတန်းနဲ့ပတ်သက်ရင်တော့တော်တော်ကိုရရရောရောနဲ့ဟိုအများကြီးလူကြတာတွေ့ရတာတော့အယံဝမ်းသာစရာကောင်းပါတယ်အဲ့ဒါလေးတခုပါတယ် ။အင်းလော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 ဆယ်အထိကတော့ကိုခုနပြောသလိုပါစိတ်ထိခိုက်နေတာတခုပဲလောလောဆယ်လေမြင်နေတွေ့နေရကြားနေရတာတွေနဲ့တည်းဟိုဟာမဖြစ်တာဆိုတော့ဒီတရားအကြောင်းတော့လောလောဆယ်တော့ဟိုကိုလည်းအဲ့လောက်ကြီးမသိသေးပါဘူးနော်။ဟုတ်ဟိုဝမ်းသာပါတယ်ညီမလေးကိုကအဲငလင်စဖြစ်တော့ကိုကပင်တရားမှာရောက်နေတာကိုလို့ရှင်ရိုက်နေတာအဲအကြမ်းမြင်ပြောရရင်တော့30ရင်းနေကိုရန်ကုန်ပြန်လာတယ်ရန်ကုန်ဝင်တဲ့အချိန်မှာညီမလေးချောရတနာဖုန်းဆက်တယ်ကိုကြီးအဲအဲ့လိုပေါ့ ဟိုတကယ်မြေပြင်ကိုရောက်နေတဲ့သူတွေကိုပြူကျင်တယ်အခုဒီရက်ကိုပဲပေါ့နော်အဲ့နဲ့အဲညီမလေးခဏလေးလို့အဲ့ဒါဆိုရင်တော့ဇင်ဘိုတို့တူတောက်အောင်တို့တော့ကိုတွေ့တယ်အလိုက်ပေါ်မှာကိုထုံးမင်းတို့ပေါ့နော်အခုထုံးမင်းတွေတော့ကိုကတော့တိုက်ရိုက်ကြည့်မြင်နေဘူးဇင်ဘိုကိုဆက်မယ်ဆိုတော့အဲ့လိုဆက်လိုက်တော့ဇင်ဘိုက KP နံပါတ်တွေပေးတယ်အဲ့တော့အာအကုန်လုံးက limit ပြည့်နေတော့ညီမလေးကအဲ့ဒါနဲ့ကိုကြီးပဲလက်ခံထားပေးပါဆိုပြီးတော့အိုင်ဒီယာကိုချက်ချင်းလွှဲရတာပေါ့30အဲ့တော့ ဟိုကိုကနောက်နေ့မှလွဲမယ်ဆိုတာလဲဟိုတရက်လောက်လဲစောင်းရမှာလဲဆိုတော့ကိုလည်းတာဝန်ရှိတယ်ဆိုပြီးကို post လေးတင်လိုက်တာအဲ့ဒီကနေရောက်ရောက်ကိုလူကြတော့တာပဲသိန်း400ကျော်လောက်တော့ဖြစ်သွားတယ်ကိုကိုလူခံတဲ့အမေပေါ့အဲအဲ့ဒီမှာကိုကဟိုကိုလည်းဟိုသွားမယ်ဆိုတဲ့စိတ်ကငါကိုတွေကလည်းရှိတော့ကိုတို့အဲနှစ်ရက်နေမှာကိုက EV power ကကိုမင်းမောင်တို့နဲ့ကိုလိုက်သွားတယ်။နှစ်ရက်နေကိုမန္တလေးပေါ့လိုက်သွားတယ်။လိုက်သွားပြီးတော့သူတို့တွေနဲ့ကိုသုံးရက်နေမှာအဲ အမရပူရတို့ဘာလို့မှကိုသွားလိုက်ပြီးတော့ပြူပြီးတော့လှူတယ်အဲပြီးတော့နောက်နေ့မှကိုကဇင်ဘိုတို့တူတောက်အောင်လုပ်နေတဲ့ကိုပေါင်းလိုက်ပြီးတော့အဲလိုအပ်တဲ့နေရာလေးတွေကိုသူတို့လှူတဲ့နေရာလေးတွေမှာလဲကိုကအဲကိုရဲ့အလှူငွေရှိသလောက်လေးကိုဘယ်လိုလေးပဲကြေးကြမ်းလဲဆိုပြီးတော့ခုဘကူအားလုံးတိုင်မြင်ပေါ့တိုင်မြင်ပြီးတော့လူပြစ်ခဲ့ပါတယ်အဲ9နေရာလောက်တော့ရှိတာပေါ့ အကူလို့တော့ဟိုလိုကြီးသွေးပြက်လောက်အောင်ထိတော့မဟုတ်ပါမယ်ကျန်းတာတော့တော်တော်ကျန်းတာပေါ့နော်ဘာလို့ဆိုတော့ကိုတို့တွေကလည်းဟိုလိုမန္တလေးလိုနေရာမျိုးမှာရှိနေတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့သွေးပြက်တဲ့အနေအထားမျိုးဖြစ်မယ်နဲ့ပြပါရဲဘာလို့ဆိုကိုတို့ဗီဒီယိုတွေထဲမှာကြည့်ရင်ဟောပါလေနော်တကယ်ကြောက်စရာကြီးဒီကားတွေဆိုလည်းလူကြီးခါရမ်းပြီးတော့ဒီလမ်းမတွေရောဘာတွေရောဆိုတော့လေအကူတို့တွေပင်တရမှာအနေထားတော့အဲ့လောက်ကြီးဟိုမန္တလေးတို့ဘာလို့တကယ် main ထိတဲ့နေရာတွေရောသခိုင်းတို့ဘာလို့လောက်တော့မဆိုးဘူးပေါ့အရန်စိတ်ထိတ်ခိုက်ကြေကွဲရတယ်ကိုတို့တွေလေ တကယ်တော့အော်ကြည့်လိုက်ပြီးမြင်လိုက်ပြီးဆိုရင်အဲတိုက်ကြီးတွေပြိုနေတာတွေအပုံလိုက်ကြီးတွေမြင်ရတာဟာဘယ်လိုကြီးလဲပေါ့နော်တကယ်ကိုဟိုအရင်တော့ဒါရုပ်ရှင်တွေထဲမှာပဲတွေ့ပြီးပါလေဒါကြီးကတကယ်အပြင်မှာလက်တွေ့ကြီးဖြစ်နေတာဟောကုနိုင်ငံကြီးမှာဖြစ်နေတော့ဟိုတော်တော်ရင်ထဲမှာအခုထိဖြောက်လို့မရပါဘူးအဲ့ဒါကိုခုနကလည်းအဲ့စကားပြောဖြစ်ပါတယ်ဟိုဘာသာရေးလောက်တာတော့လောက်တာပါပဲဟိုတင်းနေစီလို့တည်တာတော့တည်တာပါပဲပေါ့နော်ဘာသာရေးလို့လို့မတည်တာလည်းမဟုတ်ပါဘူးအဲ့အဲ့ဒါတော့လေဟို အဲတီဝါရဲ့လူတွေကလည်းမကောင်းတဲ့လူတွေမဟုတ်ပါဘူးအဲအဲ့လိုမျိုးပဲကိုကပြောချင်ပါတယ်ညီမလေးအဲတကယ်အရင်ရင်းနေတဲ့မိဆွေတွေရဲ့မှာဆိုးဆိုးဝါးဝါးထိခိုက်တာတိတ်မတွေ့ရပါဘူး။ဒါပေမဲ့မိဆွေတွေပါလားဆိုတော့မပါဘူးဆိုပေမဲ့လည်းဒီကျန်တဲ့သူပြည်သူတွေကလည်းကိုတို့အားပေးခဲ့တဲ့ကိုတို့ထမင်းရှင်တွေပဲလေ။အဲအကြောင်းလဲကိုကဟိုတရက်တအားနဲ့ပေါ့နော်။ကိုနိုင်တဲ့အားလေးနဲ့ဝင်ပြီးတော့ခူတာပါ။တက်ဘေးပေါ့ဒီကတ်ဆိုးကြီးဘေးကနေပဲအမြန်ဆုံးလျှောက်ပါစေလို့ပဲဆုတောင်းပေးချင်ပါတယ်။ တယ်။ဟောကူမနဂူတွေကမွေးလာလို့ဒီနိုင်ငံမှာပဲကြီးလာတာပဲ။ဒီຢာကိုတော့ပြစ်ပြီးတော့တော့ဘာလို့ပြောတော့